ုပုံမှန်ပြထားတဲ့လိုမျိုးလေးပဝါနာချတာလေးကိုအဲလှဆင်တဲ့ပုံစံလေးပြပေးသွားပါမယ်အရင်ကကန်ကန်ထည့်တာပြပါမယ်ဒါလေးကပဝါနာမှာကန်ကန်ထည့်ဖို့အတွက်ကိုကန်ကန်ကိုအရင်ကအမအနာတက်တယ်ပေါ့နော်သူကဒီအနာလေးကိုဒီခောက်နှာခေါက်ခေါက်လိုက်တယ်ပေါ့နော်နှာခေါက်ခေါက်တယ်တေချာလေးခေါက်ရပါတယ်เนาะအမွေးတွေပါလေး ချွန်နေအဆူတွေထွက်လို့မရပါဘူး။နော်အနာတက်တဲ့ချိန်မှာအရေးကြီးတယ်။ပြီးတော့ခြေနှောင်စာရဲ့အလှခြေနှောင်စာပေါ်မှာပေါ့နော်ဒါအလှပေါ့ခြေနှောင်စာကတော့နှစ်ဖက်လုံးလှတယ်။အလှပေါ်မှာအမကဒီဟိုကန်ကန်းကိုတင်ပြီးချုပ်မယ်ပေါ့နော်ကန်ကန်းကို ပွက်တက်ဆိုရင်အပြာကြီးကြီးသုံးပါတယ်ဒါလေးကလက်လေးလုံးလောက်ရှိတယ်ပြားပေါ့နော်အဲပြီးတော့ကလာကအယောင်တူသုံးပြီးပိုကောင်းတယ်အမကအယောင်တူမရှိမရတဲ့အတွက်ပေါ့နော်အနက်မရလို့ဒီမှာအသားယောင်လေးသုံးပေးတာဖြစ်ပါတယ်ပြီးတော့ဒီအနားတက်တဲ့နေရာလေးကိုထပ်ပြီးတော့တေချာလေးပြပေးမယ်သူ့အမဒီမှာတလမပွဲလောက်ကိုရှိရှိလေးညှက်ထားလိုက်တယ်ညှက်ပြီးတော့သူ့အမနှစ်ခေါက်သုံးခေါက်ခောက်လိုက်တယ်ပေါ့နော်အဲအဓိကလုံလုံလေးခောက်ဖို့လိုတယ်အနားတက်တာဆိုတော့သူ့ကို နာဖျားမှာ လုံလုံလေးခောက်ဖို့အတွက်ကိုကြီးကြီးလေးနှက်ခောက်ခောက်မယ်ဆိုရင်လည်းခောက်ပေါ့နော်အဲအဲ့လိုနှက်ပြန်ခောက်မယ်နော်အနာသက်တွေကလုံးဝဆူးတာတွေခြုံတာတွေအဲဖွာထွက်တာတွေဖြစ်လို့မရဘူးအဲ့ညာလေးကအရေးကြီးတယ်နော်အနာသက်ကလေးတွေကိုတခြားဂိမ်းဆိုင်ပေးပါနော်ဒီမှာတော့မှခြံအောင်စားဆိုတော့မြို့မတိုက်တော့ဘူးရိုးရိုးပိတ်ဆိုရင်မြို့တိုက်ပြီးမှနော်ချိုးချိုးလေးကိုမြို့လှဲလိုက်တယ်တခြားပြားသွားပြီဆိုမှစနေနေ့နေ့လက်ချုပ်လိုက်ရင်လိုက်တယ်ဒီမှာကျတော့အမကခြံအောင်စားဆိုတော့မြို့မတိုက်တော့ပဲနဲ့သူ့ကိုတခါတည်းဒါလိုက် နေမယ်ပေါ့နော်နေတဲ့အချိန်မှာလက်ကိုတခြားလေးပေါ့နော်အခုအမလုပ်သွားသလိုလက်လေးကိုအဲနှစ်ဖက်စလုံးနဲ့လက်နဲ့လက်ကိုပေါ့နော်ဒီကစားပေးရမယ်နော်ဒီကန်ကန်းတွေကပျော့တယ်အဆွေစပုံစံယူထားတာဆိုတော့သူ့ကိုဒီပဝါလေးကအနားလေးကလိမ့်ပြီးတော့ခွေပြီးလှသွားကျင်တာဆိုတော့လေအမစထည့်ကလေးကရော့ရော့လေးထည့်တယ်တင်းအောင်လို့မလုပ်ဘူးတင်းအောင်မဆွဲဘူးရော့ရော့လေးထည့်တယ်နော်ရော့ရော့လေးလက်ကလေးနဲ့တွန်းပြီးရော့ပေးလိုက်တယ်အဲ့ဒါဆိုရင် ပေါ်ဝါလေးကခွေခွေလိမ့်လိမ့်လေးထွက်လာတယ်။နော်အဲ့ဒါပိုလှခြင်းကန်ကန်ကိုရောရောလေးယူပြီးလက်ကိုတက်နိုင်သလောက်ကစားပြီးနော်ကို ကိုယူမဲ့ဒီပိတ်ဆာမှာအောက်အောက်ကပိတ်ဆာမှာလေဒီအလှဘက်မှာသွားပြီးတော့လေခိုးတာတွေခောက်တာတွေပိုနေတာတွေမဖြစ်အောင်ရင်အဲ့ဒါတွေလုပ်ပေးရပါတယ်နော်အဲ့ဒါတော်တော်အရေးကြီးတယ်နော်ဒါလေးတွေကတော့လှုပ်လာရင်လည်းတွေ့လာမှာပါအဲကြောင့်ဒါလေးကိုအဲအထူးမှားပါတယ်နော် အနာတက်တဲ့နေရာမှာလည်းဒါကတော့အမချင်အောင်စားဆိုတော့အဲနှစ်ခေါက်ခေါက်ပြီးပဲဟိုအနာတက်လိုက်ပါတယ်နော်အကေကြီးဒီနေရာမှာရိုးရိုးပိတ်ကိုချုပ်တယ်ပေါ့နော်ဒီကိုယ်ထဲမှာထည့်ပြီးချုပ်တဲ့အထဲဆိုရင်အမပိတ်စလေးပြန်ပြီးပိုးပါသေးတယ်နော်အဲလမ်းလျှောက်တဲ့ခါမှာစူးတာတွေညိတာတွေမဖြစ်အောင်လို့လုပ်ပေးတာဖြစ်ပါတယ်နော်ဒီမှာခွေခွေလေးရသွားပါပြီနော်ပြီးတော့ဒီမှာဒီအမဘာလို့လဲဆိုတော့ဒီပခုံးမှာပေါ့နော်ပခုံးမှာဒီမှာဘယ်လောက်ချမလဲအဲ ဒီ customer ရဲ့အမကတော့အရေးအရက်အရှိတိုင်းကိုအမတိုင်းထားတယ်။ပြီးတော့သူ့မှာတစ်ထောင်လောက်ရှည်ကျင်တာလားတစ်ခိုက်လောက်ရှည်ကျင်တာလားတစ်ထွာလောက်ပဲရှည်ကျင်တာလားဒါကိုမေးရတယ်။မေးပြီးတော့သူ့ကိုသူ့ရဲ့စိတ်ကြိုက်ပေါ့နော်အမအလိုမျိုးလေးချပေးတယ်။ဒီမှာတော့အမ၄ခိုက်သုံးထားတယ်။၄ခိုက်ကိုမှအမကဒီထူးထူးလေးဖြစ်သွားအောင်လို့နှစ်ခိုက်ကိုခောက်ထိုးချိုးပြီးတော့မှအမထူးထူးလေးချိုးလိုက်တယ်။ဒီနေရာမှာအမကဒီဆက်ရည်မသုံးထားဘူးနော်။ခောက်ထိုးချိုးတယ်။ခောက်ထိုးချိုးပြီးတော့သူ့ကိုအမဒီမှာအကြမ်းမြင်အားဖြင့်တော့ဒီမှာတင်ကြည့်လိုက်တဲ့အဆင်ပြေတယ်ပေါ့နော်။ အဲအဲ့ဒါဆိုရင်တော့အမဒီမှာလာချုပ်ပါပြီ။နော်သူ့အမခောက်ချိုးချိုးပြီးတော့ဒီမှာထူထူလေးလှုပ်လိုက်တယ်။နော်အရင်ထူရင်လည်းဆင်မပြေဘူးသူ့ကိုအနီတော်လေးပေါ့နော်အနီတော်လေးဆက်နေတယ်မှာတစ်ချက်ဖိလိုက်တယ်။ဖိပြီးွားရင်အမအဲ့နေရာလေးကဒီနော်ဒီနေရာလေးက sequencer ဖြစ်တဲ့ပုံမှာသူ့ရဲ့ sequencer ပေါ့နော်ဇာကနေညှက်ထားတဲ့အဲဒီ crystal လေးတွေနော်ဒီ sequence လှလေးတွေကိုပြန်ပြီးတော့သူ့ကိုအဲပုံဖော်ပြီးတော့လှပြီးကြွလာအောင်လုပ်ပေးမှာဖြစ်ပါတယ်။ ဒါလေးတွေကအဲဒါတွေကတေချာပေါ့နော်ဒီပိတ်စာအနေမှာညှက်ပြီးထုတ်ထားတာပြီးသူ့ကိုအဲပိုတာလေးတွေအားလုံးကိုဒီမှာအလှဆင်သွားမှာဖြစ်ပါတယ်နောက်ဆုံး file နေမှာတော့တော်တော်လေးကိုသူကကြွတက်ပြီးတော့အဲ့နေရာလေးရာလေးအရန်လှသွားတယ်ပေါ့နော်အဲပခုံးမှတင်တာဆိုတော့လေအဲပေါ်ပေါ်လွန်လွန်လေးနဲ့တကယ်ကိုဟိုလှတဲ့ပုံစံလေးဖြစ်သွားပါပြီ အချီကအမဟိုနှစ်ပင်ပဲသုံးပါတယ်လေးပင်မသုံးပါဘူးเนาะနှစ်ပင်နဲ့ပဲသူတခြားလေးစစ်ရှိရှိနဲ့အဲအချက်တွေအများကြီးနဲ့လုပ်သွားပါတယ်ဒါလေးတွေကတော့ဟမ်းမိဖြစ်တယ်เนาะကိုအိုင်ဒီယာရရင်ရသလိုကိုညံစွမ်းရှင်ရှိသလိုဒါလေးတွေကိုထည့်သွားလို့ရပါတယ်เนาะဒီမှာလေးတခုသတိပေးချင်တာလေးကအဲ့လိုပခုံးလို့ခါလို့เนาะဒီဒီ နောက်ကြောမှာပေါ့နော်အဲအဲ့လိုမျိုးဒီချတဲ့ပုံပါလေးကိုတက်နိုင်သလားပေါ့နော်ညိတဲ့ညိနိုင်တဲ့ပိစာတွေမသုံးပါနဲ့နော်ဖြစ်နိုင်ရင်ခြေနောက်သာဆိုရင်လည်းခြေနောက်သာနဲ့ကျန်းတာလေးဝယ်ပါအဲနတ်သမီးဆိုရင်လည်းနတ်သမီးရှဲကြီးတွေမသုံးပါနဲ့ညိပါတယ်နော်တိကျပေါင်းညိပါတယ်သူကညိတဲ့ခါကျရင်ပွဲထဲမှာကျရင်ဟိုအဲ့လိုရုပ်ပြတ်တာတွေပါဖြစ်မှာဆိုလို့ပါနော်တက်နိုင်သလားမာတာလေးကိုပဲသုံးပေးစီချင်ပါတယ်အမဒီမှာဒါလေးကတော့အကြံမြင့်ပေါ့နော်အကြံမြင့်ချထားတာဖြစ်ပါတယ်။ပွားကတော့အမလေး အဲတအားအများကြီးမယူထားဘူးပေါ့နော်အဲဒီနေရာမှာဟိုတက်လက်ပိုင်းဖြစ်တဲ့ပုံမှာလေအရန်ကြီးဟိုများနေဟိုစိတ်အိုက်မှာဆိုလို့ပါနော်လူငယ်လေးတွေဆိုရင်တော့များများလေးနဲ့ရှိရှိလေးယူရင်ပို့လှပါတယ်နော်ဒီနေရာမှာ9ခိုက်6ခိုက်သုံးရင်တော့ပို့ကောင်းပါတယ်ပြီးတော့ဒီအမလက်နဲ့ပြတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးတွေကအမ ခိုးပြီးတော့အင်းညာလေးတွေကိုဘောလီချစ်လေးတက်လိုက်မယ်ဒါကိုအမအရှင်တက်ပေးမှဖြစ်တယ်အရှင်ဆိုတော့ဖြုတ်လို့ပြလို့ရတယ်ပြီးတော့သူရှော်ရဲပြုတ်တဲ့ခါမှလည်းအဆင်ပြေတယ်ပေါ့နော်အဲကြောင့်မို့ဒါလေးကိုအရှင်ဒီဘောလီချစ်ကိုအမအမဲလေးနဲ့ပဲထည့်ပြီးတော့သူအလှဆင်ပေးမှဖြစ်ပါတယ်နောက်အဲဒီ idea လေးတွေယူလို့ရအောင်လို့ပြပေးလိုက်ပါတယ်နော်အားလုံးမြေပညာလေးတွေရပါစေနော်တချစ်သေးပါ